ားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ Radar scale 9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးသေးခြင်းမှုတွေအလွန်များပြားခဲ့ပါတယ်။ April 1ရက်နေ့မနေ့ပိုင်းအထိရရှိထားတဲ့အချက်လက်တွေအရငလျင်ဒဏ်သိမ်းတဲ့သူအရေအတွက်ဟာ ရှစ်တန်းခွဲကျော်ရှိနေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများတဲ့အတွက်ပြည်သူတွေအခက်အခဲများစွာကြုံနေကြရပါတယ်။ ဒီလိုအခြေအနေမှာပျက်စီးသွားတဲ့ဒေတာတွေတော်လိုင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေတာတွေကိုပိတ်ပင်ဟန်တာတာမရှိဘဲဝင်ရောက်ကူညီခွင့်ပေးဖို့နိုင်ငံတကာအဖွဲ့တွေကတောင်းဆိုထားပါတယ်။ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုယုံလူအခွင့်ရေးစောင့်ကြည့်အဖွဲ့နဲ့နိုင်ငံတကာပဏိပခလေးလာစောင့်ကြည့်ရေးအဖွဲ့တွေကစစ်ကောင်စီကိုတောင်းဆိုလိုက်တာလို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာငလျင်ကြောင့်သေဆုံးသူအရေအတွက်2886ဦးအထိရှိလာပြီး4600ကျော်ဒဏ်ရာရထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါဗျာ။